စစ်ကောင်စီကယာယီအပြည့်ရဲ့ကြေညာထားပေမဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေကိုပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအချိန်900နီးပါးပြုလုပ်ခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနကကြေညာပါတယ်စစ်ကောင်စီကအဲ့ဒီလိုလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်တာတွေအပြင်မြေပြင်ထိုးစစ်စင်တာတွေကိုလည်းဆက်ပြီးပြုလုပ်နေတယ်လို့သိရတာပါအထူးသဖြင့်စစ်ကောင်စီတဟာဗမော်မြို့ကိုနေ့စဉ်နီးပါးလေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ် KIA ပူပေါင်းတပ်ဟာဗမော်မြို့နယ်ကစစ်ကောင်စီစခန်အများစုကိုတိုက်ခိုက်သိမ်းယူထားပြီးကျန်နေတဲ့အစကခါ27တဲ့ဌာနချုပ်အပါအဝင်ဗမော်မြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းနေပါတယ်။ပြီးခဲ့တဲ့2024ဒီဇင်ဘာလဆန်းကလေးကဗမော်မြို့သိမ်းတိုက်ပွဲစခဲ့တဲ့ KIA ဟာဗမော်မြို့အစကခါ27နာကတည်ရင်ဌာနချုပ်တချို့နဲ့တင့်ကားတည်ရင်တန်ချက်ကတည်ရင်တခြားကာကင်းစခန်းတွေနဲ့လေရင်ကွင်းနေရာတွေကိုလည်းသိမ်းပိုက်ထားပါပြီ။ ဒါအပြင်ကချင်ပြည်နယ်တွင်စစ်ကောင်စီတပ်နှင့် KIA ကြားတိုက်ပွဲဖြစ်စဉ်တချို့ကိုလည်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါရှင်။